မင်္ဂလာပါရှင်ရန်ကုန်ခေတ်တဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အာဆီယံဥဆောင်မှုနဲ့နိုင်ငံတကာပါဝင်တဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးမရှိရင်ပြည်သူတွေကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NGO အစိုးရကပြောပါရယ်။စစ်ကောင်စီတပ်ထဲကစစ်သားတွေဟာကြောက်ရွံ့နေကြပြီးစစ်မတိုက်ရဲကြတော့ဘူးလို့ KNL ထံကိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်တွေကပြောတဲ့သတင်းပါဝင်။ ရန်ကုန်ခေတ်တရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ အာဆီယံဥဆောင်မှုနဲ့နိုင်ငံတကာပါဝင်တဲ့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထင်သေးရန်နရမျိုးမရှိရင်အရက်သားပြည်သူတွေကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG အစိုးရကတိုက်တွန်းပြောဆိုထားပါတယ်မြန်မာနိုင်ငံရေးရာအခြေအနေတွေနဲ့ဆက်လင်းပြီး ကုညီဖြည့်ရှင်းဖို့အတွက်အာဆီယံခေါင်းဆောင်တွေရဲ့တီးတန့်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းအပေါ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့သဘောထားရည်တည်ချက်ထုတ်ပြန်ရမှာအခုလိုထည့်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်အရက်သားပြည်သူတွေရဲ့ များပြည်သူဆိုင်ရာအဆောင်တွေအပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရတန်းဖို့တိုးမြင့်လာတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရတန်းဖို့စတဲ့အာဆီယံတိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကြိုးဆိုရလို့လည်းအသိပေးထားပါဗါးဒါအပြင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရရမှာလဲလိုအပ်နေသူတွေစီကိုလက်လန်းမီရောက်ရှိစေရတဲ့ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ရွယ်ချက်နဲ့ ပြစ်ခတ်တက်ခိုက်မှုတွေကိုရက်စဲထားဖို့အာဆီယံခေါင်းဆောင်တွေရဲ့တက်တွန်းချက်တွေကိုလည်းနားလည်တယ်လို့လည်းဆိုထားပါဗျ။ဒါပေမဲ့ငလင်ဘေးကြောက်တဲ့ဒေသတွေမှာ လူသားချင်းစာနာတဲ့အကူအညီပေးရတွေဆောင်ရွက်နိုင်မှုအတွက် NUG ကကြေညာခဲ့ပေမဲ့လည်းစစ်ကောင်စီကအဲ့လိုအပြစ်ရကြေညာထားတဲ့ကာလတွေမှာတော့အရက်သားပြည်သူတွေကိုလေချောင်းကနေပုံကျဲတာလက်လက်ကြီးတွေနဲ့ပြစ်ခတ်တာတွေကိုလှုပ်ဆောင်သလိုအင်အားအလွန်ကျွန်းသုံးပြီးပြည်သူတွေရဲ့မြို့ရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေကိုနေ့စဉ်ကျူးလွန်နေရလို့လည်း အန်ယူဂျီအစိုးရကထောက်ပြပြောဆိုထားပါတယ်။အဲဒါကြောင့်အရတားပြည်သူအလုံးဘေးကင်းဖို့နဲ့တိကျတေချာတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့အတွက်အာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာပါဝင်ပြီး ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထင်းသေးရန်နေရမျိုးမရှိရင်အရက်သားပြည်သူတွေထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့လည်းအမျိုးသားညီညွတ်ရေးအစိုးရကပြောဆိုထားပါတယ်။ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်တာစတဲ့ဆောင်ရွက်မှုတွေကိုနိုင်ငံရဲ့80%ခန့်နှုန်းနီးပါးအထိ နေမြင်ထိမ့်ချုပ်စိုးမိုးထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်အင်အားစုတွေလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့ကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါတယ်ရှင်။ ဒီတခါမှာတော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ဂိတ်တွေကိုတရုတ်နိုင်ငံဘက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံစေဝါတွေစသုံးစီတွေနဲ့လူသုံးကုန်ပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်နေပြီးကြက်တဲခက်ခဲနေတာကြောင့်ပြန်ပွင့်ပေးဖို့အတွက် DNL ကတောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခက်အခဲအကြက်တဲတွေကိုတရုတ်နိုင်ငံဘက်ကစာနာနားလည်တဲ့အနေနဲ့ နဇက်ဂိတ်တွေကိုပြန်ဖွင့်ပေးဖို့အတွက်မေလ28ရက်နေ့ကသတင်းမီဒီယာတွေနဲ့တွေ့ဆုံခြင်းတွင်တအောင်းတက် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူဘိုမူဂျီတာပန်လာက တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။တစ်တုံညာနှစ်ခုဆစ်စီရဒုတိယပိုင်းအပြီးမှာတော့တရုတ်မြန်မာထိဆက်နေတဲ့နဇက်ကုံသွေးဂိတ်တွေကိုတရုတ်နိုင်ငံဘက်က2024ခုနှစ်ဇွန်လကတည်းကပိတ်ထားတာဖြစ်ပြီးအခုဆိုရင်တစ်နှစ်ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။တရုတ်ပစ္စည်းတွေမြန်မာနိုင်ငံဘက်ကိုတင်သွင်းတာကိုတရုတ်ဘက်ကပိတ်ပင်လိုက်တာကြောင့်မြန်မ မာကုံတွေချာမှာလည်းကုံသွေးအကြက်တွဲတွေလည်းရှိနေပါတယ်။တရုတ်ဘက်ကသွင်းကုံတွေပိတ်တဲ့အထက်မှာမြန်မာနိုင်ငံဘက်ကအဓိကမှီခိုအသုံးပြုနေရတဲ့အိမ်သုံးပစ္စည်းလူသုံးကုံစေးဝါ၊လက်စစ်ပစ္စည်းဆိုင်ကယ်နဲ့ဆိုလာအပါဝင်ဘီးလက်မြေလိုအိမ်ဆောက်ပစ္စည်းတွေလည်းပါဝင်နေပါတယ်ရှင်။ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားတွေဟာကြောက်ရွံ့နေကြပြီး စစ်မတိုက်ရဲကြတော့ဘူးလို့လဲ KNLC ကိုအလင်းဝင်လာသူစစ်မှုတပ်သားတစ်တွေကပြောဆိုလိုက်ပါတယ်။ပဲခူးတိုင်းရွှေတောင်မြို့နယ်တမန်ကုန်းရွာအုတ်ချုပ်ရည်မှုကိုတပ်ဖြတ်ခဲ့တယ်။စစ်မှုတပ်သားတစ်တူအပါအဝင်ပေါ်တာဆွဲဖမ်းဆီးခံရသူ၃ဦးဟာစစ်ကောင်စီရဲ့အောင်စေးရစစ်စေးရေးကနေထွက်ပြေးလာပြီး KNLC ကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အောင်စေးရစစ်ကြောင်းကနေထွက်ပြေးလွတ်မြောက်လာတဲ့တပ်မ55လောက်ခန့်ခမရ918တရင်ကစစ်မှုတပ်သားတစ် ကိုခန့်ဝင်းလိုင်ဆိုသူဟာစစ်မှုရန်ကြီးလက်ကောက်နေတဲ့ရွှေတော်မြို့နယ်တမန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှုကိုတက်ဖြတ်ပြီးရတဲ့နောက်မှာအဖမ်းခံခဲ့ရတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ထဲကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်အောင်စေးကစစ်စင်နဲ့ပါလာပြီး အလင်းဝင်လာခဲ့သူဖြစ်က သူ့ရဲ့ပြောဆိုချက်ရဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်မတိုက်ရဲကြတော့ပဲကြောက်လန့်နေကြရလို့လဲဆိုထားပါဗါးအလားတူအောင်စေးရစစ်စင်ရေးကနေထွက်ပြေးလွတ်မြောက်လာတဲ့စက္ကကစနစ်လောက်ခံခမရ355တရင်ကစစ်မှုတန်တသားတဲ့ကိုတိုင်ဦးကလည်းကျွန်းစုမြို့နယ်စခန်းတဲ့ကျွရကနေ ဘေးကိုအလုတ်လုတ်ဖို့တောက်စင်တွင်တက်စီသမားတူကအလုတ်ပေးမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးခံရကစစ်မှုထမ်းဖြစ်လာသူဖြစ်ပြီးရှေ့တန်းပို့ဆောင်ခံရသူလည်းဖြစ်ပါတယ်စစ်မှုလန်တသားတဲ့ကျော်မင်းထွန်းကတော့မကွေတန်းတောင်တွင်းကြီးမြို့နယ်ငခုံးမရွာမှာနေထိုင်သူဖြစ်ပြီးရဲတွေဟာကားသုံးစီးနဲ့ရောက်ရှိလာပြီးအိမ်ပေါ်အထိတက်ကပေါ်တာဆွဲဖမ်းဆီးခံရကစစ်မှုထမ်းတသားတဲ့ဖြစ်လာတာဖြစ်ပြီးအောင်စင်ရစစ်ကြောင်းကိုရောက်ရှိလာတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင် ဘကောသတင်းတဘောကိုကြည့်အောင်ပါဘကောတိုင်တောင်ငူခရမ်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNL ပူးပေါင်းတပ်တွေကတိုက်ခတ်ရမှာစစ်သား10ဦးဟာတေဆုံးခဲ့ပြီး9ဦးဟာဖမ်းဆီးရရှိခဲ့တယ်လို့ KNL သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရယ်မေလ16ရက်နေ့မှာ KNU တပ်မဟာနှစ်နယ်မြေတောင်ငူခရမ်းအတွင်းကိုစစ်တပ်ကစစ်ကြောင်းထိုးလာရမှာ KNL ပူးပေါင်းတပ်တွေကစစ်တပ်ကိုတိုက်ခတ်ခဲ့တာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာပြက်ပြီးထွက်ပြေးသွားတာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က10ဦးဟာတေသွားတာဖြစ်ပြီးခုနှစ်ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့လက်လက်ခရမ်းတွေလည်းတင်းဆဲရရှိထားတယ်လို့လည်းသိရပါဗါးဒါအပြင် KNL ပူးပေါင်းတပ်တွေကတင်းပိုက်ထားတဲ့ထိုင်းမြန်မာနယ်စပ်မြရီမြို့နယ်တွင်ကနယ်လေစစ်တပ်စခန်းကနေ120မမလက်နက်ကြီးနှစ်လက်အပါဝင်လက်နက်ခရင်အများပြားကိုလည်းတင်းဆဲရရှိထားရလို့လည်းသိရပါဗျ။အဲဒီစခန်းဟာစစ်တပ်ဘက်က အင်အားတရာကျော်ရှိတဲ့စခန်းဖြစ်ပြီ အင်အား90ကျော်ဟာထက်နိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။ကြံရှိနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော့စစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိခဲ့ကပြစ်ခတ်မှုအတွင်းမှာတေဆုံးမှုတွေရှိတဲ့အပြင်နှိစရာတောဆက်နဲ့ဆက်ခင်းတွေအတွက်ကိုထွက်ပြေးသွားမှုတွေလည်းရှိနေတယ်လို့လည်းသိရပါဗျ။ KNU ထုတ်ပြန်ချက်တဲ့မှာတော့ KNU တပ်မ6နေမြေမှာစစ်တပ်ကကျူးကျော်တပ်ဆွဲထားတယ်။ကနဲလေးတပ်စခန်းကိုမေလ28ရက်နေ့ညနေ6နာရီမှာ KNU တပ်မ6ဦးဆောင်နေ။ KNU မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။အလားတူမနစ်ကမနက်ပိုင်းကလည်းကရင်ပြည်နယ်မြရီမြို့နယ်အတွင်းကရွှေအေးမြန်စစ်တပ်စခန်းကိုလည်း KNL ဦးဆောင်တဲ့တော်လှန်တပ်တွေကအပြည့်အစုံနေမြေရှင်းလင်းသိမ်းပိုက်ရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ စကန်းသတင်းတပုတ်ကိုကြည့်အောင်ပါစကန်းတိုင်းဘုဒ္ဓနယ်မြို့နယ်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာမိုးရေတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ။ဒေါင်းရာစာပင်မတပိတ်စစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။မနေ့ကမေလ29ရက်နေ့မှာမုံရွာမြို့နယ်ကြီးဘုံကျေးရွာကနေအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဘုဒ္ဓလင်မြို့နယ်ဇီတော်ကြီးကျေးရွာရင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရယ်။အဲဒီလိုအကြမ်းဖက်တပ်သားတွေစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ဇီရောကြီးရွာရွှေချောင်းလေရွာတရတိုးယုံရွာထနောင်းကုန်းရွာနဲ့ကံတဲ့ကျေးရွာကပြည်သူ1800ကျော်ခန့်ဟာ မိုးတဲရေတဲထွက်ပြေးတင်းရှောင်နေရတာဖြစ်တယ်လို့လဲဒေါင်းရာစာပင်မသပိတ်စင်ကြောင်းကတာဝန်ရှိသူတို့ကပြောပါရရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့သခိုင်းတန်းချောင်းမြို့နယ်မှန်ချိုရွာကဓမ္မတုခကြောင်းတိုင်နယ်ကျေးရွာအတွင်းကိုအကြက်ဘက်စစ်တပ်ကလက်လက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်တန်ကားတော်တပါထိခက်ဒဏ်ရာရှိခဲ့တယ်လို့7 people defense force SPDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ် မေလ29ရက်နေ့မွန်လွယ်3နိုင်ခန့်မှာချောင်းမြို့နယ်မှန်ချိုရွာကိုချောင်းမြို့ပေါ်ကအကြမ်းဖက်တပ်သားတွေက120မမလက်လက်ကြီးတွေနဲ့ရန်တန်ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အကြမ်းဖက်တပ်သားတွေပစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးဟာဓမ္မတုခကျောင်းတိုင်းနဲ့ပြည်သူဝန်ကြီးတွေတဲကိုကြာရောက်ပောက်ကွဲခဲ့ပြီးတန်ကားတော်တစ်ပါးထိခတ်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မညပါ။ Thank <laughs> you.